လာမယ့်နှစ်နှစ်ကနေ၃နှစ်အတွင်းအိန္ဒိယမြန်မာထိုင်း IMT သုံးနိုင်ငံအဝေးပြေးအမြန်လမ်းမကြီးတိစောက်ရေးစီမံကိန်း PC ဖို့အိန္ဒိယနိုင်ငံကမျှော်လင့်နေကြောင်းဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့်စီမံကိန်းနှောင့်နှေးမှုတွေကြုံတွေ့နေရပေမဲ့တက်မှတ်ကာလအတွင်းအပီးတိစောက်ဖို့မျှော်လင့်ထားတဲ့အကြောင်းအိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဒိုနာမအတွင်းရေးမှူးချန်ဂျယ်ကူမာကပြောပါတယ် မြန်မာနိုင်ငံမှာအခြေအနေတွေတိုးတက်လာရင်အဝေးပြေးလမ်းကဆော့ဆော့စီစီပြီးသွားနိုင်တယ်လို့ဆိုပါတယ်။တုံနိုင်ငံအမြန်လမ်းမကြီးစီမံကိန်းဟာအိန္ဒိယရဲ့အရှေ့အဥပဒေမူဝါဒရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီးအာဆီယံအိန္ဒိယလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အရကုန်သွယ်မှုနဲ့ချိတ်ဆက်အားကောင်းစေဖို့ရည်ရွယ်ထားတာပါ။ ်လက်ရှိမှာအမြန်လက်မကြီးရဲ့တိုးတက်မှုကတိုးမြင့်လာပြီး120တက်တမ8ကီလိုမီတာရှည်လျားတဲ့ကလေးဝရေကြီးလမ်း149တက်တမ839ကီလိုမီတာရှည်လျားတဲ့တမူကြီးကုန်းကလေးဝလမ်းပိုင်းတစ်လျှောက်မှာဒတား69ခြင်းဖော်လိုလျက်ရှိပါတယ်မလေးရှားနဲ့စင်ကာပူတို့အပါအဝင်အရှေ့တောင်အာရှရဲ့တောင်ပိုင်းကိုရောက်ချင်ပါတယ်။ဒါပေမဲ့လည်းပထမဆုံးအနေနဲ့မြောက်ဖက်အပိုင်းကိုပြီးအောင်လုပ်ဖို့လိုပါတယ်လို့မစ္စတာကူမာကပြောပါတယ်။ ချိန်ဆရာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတပ်အမတ်ကြီးကတဆင့်မြန်မာအစိုးရနဲ့ဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့၎င်းကဆက်ပြောပါတယ်။ဒါကနိုင်ငံခြားအစိုးရတွေပါဝင်တဲ့နိုင်ငံတကာစီမံကိန်းတစ်ခုပါ။သူတို့ရဲ့စိုးရိမ်မှုတွေကိုထဲသွင်းစဉ်းစားဖို့အရေးကြီးပါတယ်လို့ဒေါနာမတွင်ရင်မူချန်ချက်ကူမကပြောကြားထားပါတယ်။အိန္ဒိယဆိုရရဲ့ IMT လမ်းမကြီးကအိန္ဒိယနိုင်ငံနဲ့ယူဒီလီမှာစတင်ပြီးမြန်မာအိန္ဒိယနယ်စပ်တမူးမြို့ကနေဝင်ရောက်ခါထိုင်းမြန်မာနယ်စပ်မြောက်ပြည်မြို့ကနေဖြတ်တန်းပြီးထိုင်းနိုင်ငံအတွင်းကလမ်းပိုက်တွေနဲ့ချိတ်ဆက်သွားမယ်လို့သိရှိရကြောင်းပါခင်ဗျာ။